အလုံးမင်္ဂလာပါခင်ဗျာဇွန်လ6ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးသတင်းကတော့တောင်ခန်းဒေသပေါ့နော်တောင်ခန်းနေကျော်ပြီးခုနောက်ချူမြို့အနီးထိရောက်လာတဲ့အခြေအနေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ဖြစ်ပါတယ်တပကနောက်ချူဒေသမှာစခန်းတွေတိမ်ပတ်ရရှိသလိုပဲထပ်ပြီးတော့ကျွန်တော်တို့ဒီအလောင်းလက်နက်တွေတိမ်ပတ်ရရှိမှုတွေရှိတယ်အဲ့လိုပဲရှိဆက်ပြီးတော့တိုးနိုင်တဲ့နေထားပေါ့လက်ရှိအခြေအနေကတော့ပြင်းထန်နေပြီလေဆိုပေမဲ့လည်း စင်ပြေနေသေးဖြစ်ပါတယ်။နောက်တဲ့ရင်ကတော့ကျွန်တော်တို့ထပ်ထပ်ပြီးထပ်ခါထပ်ခါတတိပီရရင်ကိုဗစ်တကြောပြန်ဖြစ်ပွားနေပါတယ်။တော့ထိုင်းနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့မှာကိုဗစ်တကြောပြန်တောင်းနေချီတိမ့်နေချီကူးစက်မှုတွေရှိနေပြီးတော့အလူသေဆုံးမှုတွေလည်းရှိနေပါတယ်။အဲ့ဒီလိုပဲကျွန်တော်တို့ဒီပြည်တွင်းမှာလည်းအဆယ်ကနန်းဝန်းကျင်ကူးစက်ခံရမှုတွေရှိတယ်။တိဆုံးမှုတော့မရှိသေးဘူးပေါ့နော်။ဆိုတော့ဗီဇပြောင်းပြန်ပြီးတော့ပြန့်နှံ့လာတဲ့ဒီကိုဗစ်ရောဂါကအခုနိုင်ငံအနှံ့အပြားမှာတော်တော်များများပြန်ဖြစ်လာတာဖြစ်တဲ့အတွက် ကျွန်တော်နိုင်ငံအနေနဲ့ပဲဖြစ်ဖြစ်ကမ္ဘာအနေနဲ့ပဲဖြစ်တာကျွန်တော်ရင်ဆိုင်ခဲ့ပူပြီးသားယောဂတစ်မျိုးဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့အောင်မြင်စွာကြော်ဖြတ်ခဲ့ပြီးသားဖြစ်ပါတယ်အဲ့ဒီအတော့ကျွန်တော်ကျမ်းမာယုံကြည်ဌာနရဲ့ထုတ်ပြန်ချက်တွေเนาะအရင်တော့ကျွန်တော်ရင်ဆိုင်ခဲ့တဲ့နီလန်းနေအားလုံးကိုကျွန်တော်သိပြီးသားဖြစ်ပါတယ်အဲ့ဒီအတော့အကုန်လုံးအဲရင်ဆိုင်ကြော်ဖြတ်ကြဖို့ကြိုတင်ပြီးတော့ပြင်ဆင်ထားကြဖို့เนาะအဲလက်ပုံမှန်စေးတာတွေကျွန်တော်တို့မတ်စတက်တာတွေနော်တူနဲ့တူခက်ခွာခွာနေတာတွေဒါမျိုးပုံစံလေးတွေเนาะမတိမတာမတိမတာလေးနဲ့ကျွန်တော်တို့တတိထားပြီးတော့ နေလို့ရှိရင်တော့အဆင်ပြေမယ်ထင်ပါတယ်အဲ့ဒါမှလည်းကျွန်တော်တို့ဒီကိုဗစ်ကိုကျူပြီးတော့ကာကွယ်ရရောက်ပါတယ်နောက်တဲ့နေ့ဘုတ်ကတော့ကျွန်တော်တို့ဒီတန်မတ်ကြီးငိမ့်နဲ့ကျွန်တော်တို့ ਨੇ ယင်းဒီတဲ့ဒါနိုင်ငံကြီးဓမ္မတယောက်ပေါ့နော်အဲဒုတိယဥက္ကဋ္ဌပေါ့သူ့ကိုတက်ခဲ့တဲ့အဖွဲ့ပေါ့ဒီရန်ကုန်မှာအခြေစိုက်တဲ့ဒီလူလိုက်တက်တဲ့ရိုးရိုးလူလိုက်တက်တဲ့အဖွဲ့ပဲပေါ့နော်အဲ့ဒီ Golden Valley Warrior ဆိုတဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကိုအွန်လိုက်ကျင်လိုက်ဖန်စီရမိတယ်ပေါ့နော် ့ဖန်စီရမိတဲ့ထဲမှာဒါခိုင်းတဲ့သူကတော့ရီမောပြီးလို့ရှိရင်ရီမောကနေမှတဆင်အဲ့ကိုထက်ဆိုတဲ့သူကိုဒါပတ်စံပေးပြီးခိုင်းတယ်အဲ့ကိုထက်စီကနေတဆင်ပြောပြမယ်လူတယောက်ရဲ့တမူဘယ်လောက်ထိမဲ့လဲဆိုတာအဲ့ဒီ GVW ဆိုတဲ့အဖွဲ့ကနော်တဆင်တဆင်ခိုင်းလာသူတို့၈ယောက်လောက်ရှိတယ်လို့ပြောတယ်အဖွဲ့ဝင်၈ဦးလောက်နဲ့သူတို့ကလုံးဝဒါတော်လန်ကြီးခိုင်းတခိုင်းပဲသူတို့ကိုသူတို့ကတော့ဒါပေမဲ့သူတို့ဟာလူတက်ခိုင်းဖြစ်နေတယ်ဆိုတော့သူတို့ကိုသူတို့မသိကြဘူးနော်အဲ့ဒီမှာသူတို့အဖွဲ့ဝင်၈ဦးဟာ လူတွေလိုက်တက်ခဲ့တာအများပြားတက်ခဲ့တယ်ပေါ့နော်အဲအဲ့မှာဥပဒေကြံပြီးတယောက်ကိုလည်းတက်ခဲ့တယ်လို့ပြောတယ်ပြီးလို့ရှိရင်သူတို့တက်ခဲ့တဲ့နေရာမှာတကယ်တည်းကျေသူတွေဆိုတော့ဒါအကြောင်းမျိုးမျိုးကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်သူတို့ခုဆက်ပြီးတော့ဘသူတွေဆက်ပြီးဝန်ခံပြီးဘာဆက်ဖြစ်အောင်လဲပြောတတ်ပြီမဲ့အခုဖန်စီရမိတဲ့သူတွေရဲ့ထွက်ဆိုချက်အရာသူတို့ဟာပတ်စံ2သိန်းပဲရတယ်လူတယောက်ကိုတက်တဲ့နှုံထားကပတ်စံ2သိန်းပဲရတယ်ဆိုတော့ပတ်စံ2သိန်းတောင်မှသူတို့ NUG ပေးရနေပေးတယ်စမ်းသားချင်းကိုပတ်စံထုတ်လို့တောင်လွယ်လားမသိထုတ်လို့ရှိရင်လည်းကော်မရှင်ကတွေကပေးရအောင် ဆိုတော့အဲ့ပတ်ဆက်နှစ်သိန်းနဲ့သူတို့လူတက်ကြတယ်နော်အဲ့ဒီနှစ်သိန်းနဲ့စပိန်လေးစီးပြီးလူတက်ကြတယ်အပေါ်မှာဘလောက်တက်မှတ်ပြီးတော့ကြီးဘလောက်ပေါက်ပြီးဆင်းလာလဲပတ်ဆက်လဲတော့မပြောတတ်ဘူးဒါပေမဲ့အောက်ချီရောက်လာတဲ့ချိန်ကျပတ်ဆက်နှစ်သိန်းနဲ့သူတို့လူတက်တယ်နော်အဲ့ဒီတက်တဲ့သူကတော့သူကသူတိုင်းကန်တက်တယ်ပေါ့နော်သူကမျိုးကုကုခေါ်နိုင်ကုကုစင်မင်းထက်နာမည်ကြီးအများကြီးပဲပြီးတော့လင်းလက်စော်သူတို့ဒီဒုစရိုက်သမားတွေရဲ့ဒုစရိုက်သမားတွေရဲ့ နာမည်တွေကအများကြီးရှိနေတတ်ပါတယ်ပြီးလို့ချင်းအသွင်တန်ကြီးတာနဲ့ဟိုကျွန်တော်တို့ရက်ကွက်စကားနဲ့ပြောရရင်မျက်နှာကြီးတာနဲ့ကြက်တုံးမျက်နှာတွေပေါ့နော်အဲ့ဒီလိုပဲတို့ဒီအစိုးရနေပြီးတော့တိမိတ်ချမှတ်လိုက်တဲ့နှစ်ယောက်ရှိတယ်တိမာပါလွတ်တော်ကိုယ်စားလှယ်တယောက်ပြီးတော့အဲ့ဒီ88ကတယောက်ပေါ့နော်အဲ့ဒီနှစ်ယောက်ရှိစဉ်ကာလကလည်းရန်ကုန်မြို့အနှံ့မှာနော်အကြမ်းဖက်မှုတွေဖြစ်ပေါ်စီဖို့ပြီးလို့ရှင်ဘုံခွဲမှုတွေလုပ်ဖို့အတွက်ဆိုပြီးတော့လက်နက်တွေခိုးတယ်နော်ဘုံတွေလုပ်ပြီးတော့တိတိကျကျယုံထိုင်ပြီးသူတို့လုပ်ခဲ့တာ အဲ့မှာလေသူတို့ကလူပေါင်းများစွာတက်ခဲ့တယ်ဆယ်နဲ့ချီပြီးတက်ခဲ့တယ်သူတို့တည်တံကြခံရတာမဆန်းဘူးပေါ့နော်အခုထပ်ပြီးတော့ဒီမှာလည်းထပ်ပြီးတော့အဲအခုလိုမျိုးလူတွေအများကြီးတက်ခဲ့တဲ့သူတွေထပ်ပြီးတော့မိပြန်ပြီနော်ရန်ကုန်မှာတစ်ဖွဲ့ပြီးတစ်ဖွဲ့အဲ့လိုမျိုးတတော်ပြီးတော့ရှင်းနေတာတော့သဘောကျတယ်ရန်ကုန်အဖွဲ့တွေလုတ်လပ်ပြီးဆိုတော့တိတ်မကြဘူးအဲ့ဒီအဖွဲ့တစ်ဖွဲ့လုံးကမိကိုကြွချောက်အကုန်ပိတ်ဖမ်းပြစ်တာပေါ့နော်အဲ့တော့အဲ့ဒီမှာတက်တဲ့သူကတော့ခုနကပြောတဲ့မျိုးကိုကူပေါ့နော်နာမည်အများကြီးနဲ့သူလုတ်ကျန်တက်ပြတဲ့သူကနှစ်ယောက်ပါချစ်ကိုကိုဆိုတဲ့ကောင်ကလည်းတယောက်ပါသေးတယ် နောက်ပြီးလို့ရှိရင်သူကအဲ့လုံချန်တက်ပြတ်ဖို့တိုင်ပင်နေဆိုတော့ဝင်းသူဆိုတာလည်းဖြီးတယ်စကောက်ကြည့်တဲ့သူက၃ယောက်ရှိတယ်၃ယောက်ကတော့ထုံးတန်တိုင်းပေါ့နော်ဒီစကောက်ကြည့်တယ်ပြီးရင်ဗီဒီယိုရိုက်တယ်ပေါ့နော်စောင့်ကြည့်တာတွေဗီဒီယိုရိုက်တာတွေလုပ်တယ်အဲ့ဒီမှာဒီဆေးကူတာဖို့ချိတ်ဆက်ပေးတဲ့သူကလည်းတယောက်ရှိတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီပြစ်ခတ်တက်ခိုက်တဲ့သူကကြည်ညက်သွားပြီးတော့ဟိုသူကြည်ရှင်းတဲ့အချိန်မှာသူ့ချက်တော့ကိုကြည်စံပြန်မှန်ခဲ့တယ်လို့သိရတယ်။အဲ့ဒီမှာဆေးကူတာဖို့ဆိုပြီးချိတ်ဆက်ပေးတဲ့သူကတယောက်အဲ့ဒီမှာသွားပြီးတော့ဆေးကူတာတဲ့ဆေးခန်းကတော့လင်း ဆေးရုံပေါ့နော်လင်းဆိုတဲ့ဆေးရုံအဲ့ဒီဆေးရုံကပိုင်ရှင်ကိုလည်းဖမ်းလိုက်တယ်ဆေးကုသပြီးခဲ့တဲ့ဆရာဝန်လည်းဖမ်းလိုက်တယ်ဆေးကုဖို့ချိန်ပြီးတဲ့သူကတော့ထွက်ပြေးသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဘာလုပ်လဲဆိုတော့သူတို့အချိန်နေမဟန်မှန်းတီတော့အာထုတ်ပြန်ချက်တော့တစောင်ထုတ်လိုက်တယ်ဒီတန်မကြီးငင်းကိုလုတ်ကြံတက်ဖြတ်လိုက်တယ်သူတို့အဖွဲ့တီဘေးကင်းကင်းနဲ့လွတ်မြောက်သွားပြီဆိုပြီးထုတ်ပြန်ချက်ထုတ်လိုက်ဒါပေမဲ့ဘယ်လိုလွတ်မြောက်တာလဲဆိုတော့အညာဘက်ကိုထွက်ပြေးတာအညာဘက်ကိုထွက်ပြေးတဲ့အချိန်မှာကို မိုက်တွင်းနှက်ပြီးတော့ကိုလူတက်မှုကျူးလွန်ပြီးတော့ကိုတယောက်တည်းပြေးတာမဟုတ်ပဲနဲ့ကိုသားသမီးကြီးကိုမိမကခေါ်ပြီးတော့ထွက်ပြေးတယ်နော်အဲ့လိုထွက်ပြေးတဲ့ခါကျတော့ခလေးတွေပါဒီမှာဖန်စီရမိတဲ့တည်းပါလာဘာဒီမှာကျွန်တော်တည်င်းထုတ်ပြန်တဲ့ချက်မှာကျွန်တော်မကြိုက်တာဒီဒီ6နှစ်သမီးလေးလူဓာတ်ပုံရိုက်ပြီးတော့ပေါ်ပြတာလဲအဲသူများထောက်เสียရတော့ဖြစ်လာနိုင်တယ်ဒါဒီကလေးကိုတော့ဖမ်းလို့မရပါဘူးသူကသူတနည်းတဖုံစောက်ရှောက်တဲ့နေရာကသူကလည်းသူပို့มาပါပဲလေသူသူထောင်ချလို့လည်းမရဘူးဒီရွယ်ကအဲ့တော့တနည်းတဖုံကတော့သူကလည်းသူ စောက်ရှောက်မဲ့နေရာကိုပို့ထားရမှာပေါ့ကလေးနဲ့လည်းဘာမှမဆိုင်ဘူးလေဆိုတော့ကိုကလေးကဒုက္ခပြီးပြီးတော့ထွက်ပြေးတယ်ဒါမှမဟုတ်ဖမ်းမိတာပဲမလွတ်ဘူးလေဖမ်းမိတာပဲဆိုတော့အဲ့လိုပဲအဲ့ဒီအဖွဲတွေကိုပို့ပေးဖို့အတွက်နော်လိုက်ပါပို့ဆောင်ခဲ့တဲ့မိသားစုဝင်တွေဘာရတော်တော်များများနော်အကုန်ဖမ်းခံရတယ်အဲ့ဒီမှာဟိုကိုလွတ်ယုံပြေးသွားတဲ့တယောက်ကရှိတယ်အဲ့ချစ်ကုတ်ကူခေါ်ကြော်ကြီးဆိုတဲ့ဒီလွတ်ကျန်တက်ဖြတ်တဲ့သူပဲသူကဘယ်ဘက်ပြေးသွားလဲဆိုတော့မြောက်ဒီဘက်ကိုပြေးသွားတယ်လို့ပြောတယ်အဲ့တော့သူ့ကို မြောက်ဒီဘက်သွားဖို့အတွက်ပို့ဆောင်ပေးခဲ့တဲ့သူတွေအပြီးလို့ရှိရင်သူ့ရဲ့ဒီအမျိုးသမီးတွေပါတွေပေါ့အများကြီးလိုက်ပါပို့ဆောင်တဲ့သူတွေအကုန်လုံးကိုလက်ဖမ်းစည်းလိုက်တယ်လူပေါင်းအများကြီးဖမ်းဆီးခံလိုက်ရတယ်ဗောနော်ဘာပြောတာကိုလိုရက်နဲ့ကိုပြန်ပြီးတော့တုံ့ပြန်ခံရတာပဲအဲ့ဒီအတွက်ဟိုမျက်ရည်ချုံနေလဲဘယ်သူမှတနာမှာတော့မဟုတ်ဆိုတော့နောက်တစ်တင်းတစ်ပုတ်ကတော့ဒီပလတ်စတစ်ညဉ့်ညံမှုနဲ့ပတ်သက်ပြီးတော့ထိန်းချုပ်ဖို့အတွက်အမျိုးသားအဆင့်ပလတ်စတစ်စီမံခန့်ခွဲရေးလုပ်ငန်းအစီအစဉ်ကို ထုတ်ပြန်ဖို့နိုင်ငံတော်စီမံချုပ်ကြီးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြောပါတယ်တဘာပေါ်ဝန်ကြီးထိမ့်သိမ့်နဲ့နေမှာပေါ့နော်သူပြောခဲ့တာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ရက်က block လေးတွေကြည်ပါတယ် block လေးခီးသွား block လေးတွေကျွန်တော်အများအားကြည်ပါတယ်ကြည်တဲ့ချိန်မှာဒီ traveler တယောက်ကသူကရထားစီးတဲ့ block လေးရရင်လည်းသူပြောတယ်သူ့ရဲ့ video မှာမြန်မာလိုမျိုးစာတန်းထိုးတယ်လို့အင်္ဂလိပ်လိုလည်းထိုးတယ်သူကတော့မြန်မာလိုပဲပြောတယ်အင်္ဂလိပ်လိုစာတန်းထိုးတဲ့ချိန်မှာ အဲသူထည့်ပြောသွားတာခီးစဉ်တစ်လျှောက်လုံးမှာအရှိရရထားတွဲတွေကအမိုက်တွေပြစ်ချခဲ့ကြတယ်တစ်လျှောက်လုံးမှာပဲဒါဘယ်လိုမှထိန်းလို့တိန်လို့မလွယ်တော့ဘူးထိန်းလို့တိန်လို့ရပါမလားဆိုတဲ့ကြောင့်သူညင်းညူတာကျွန်တော်ကြိလိုက်ရတယ်ဆိုတော့ကျွန်တော်တို့ကြီးပဲကြိတယ်ဆိုရင်ပြဿနာမဟုတ်ဘူးအဲ့ဒီသူသွားတဲ့ခီးစဉ်မျိုးစိတ်ဝင်စားလို့လိုက်ရှာတဲ့နိုင်ငံသားတွေကြိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေ့သိခါကြတယ်နံပါတ်၁ချက်ကဒါမျက်နှာပန်းကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာရသိခါကြတယ်တကယ်ကိုထိခိုက်တာအမြေပြင်မှာ ကျွန်တော်ပလတ်စတစ်တွေအမိုက်တွေကကျွန်တော်တသက်လုံးပြစ်ခဲ့ကြတာကျွန်တော်ကိုယ်တိုင်လည်းအမိုက်နဲ့ပတ်သက်ပြီးကြုံရမှာပြစ်ဖို့ဆိုပြီးတော့တောက်လျှောက်ဗီဒီယိုတွေတိုင်းမှာကျွန်တော် awareness လုပ်တယ်เนาะဒီယထားစီးလို့ရှိရင်လည်းတည်တည်ကြအမိုက်ပုံးတွေတွေကိုစနစ်တကျစွန့်ပစ်ဖို့เนาะပြီးလို့ရှိရင်ယထားစီးကားစီးဝဲဖြစ်ဖြစ်အဲ့လိုမျိုးစနစ်တကျစွန့်ပစ်ဖို့အဲ့လိုမျိုးစကားပြောနေရင်လည်းကိုเนาะအဲ့လိုတည်နေဖက်နေနေကျွန်တော်ဆိုရင်ကားငှားစီးနေရင်လည်းကျွန်တော်ကားသမားကျွန်တော်ကဟိုကျွန်တော်ကိုလိုက်ပို့ပြီးတဲ့ကားသမားကဘေးမှာဟိုကွန်တရီ လမ်းမပေါ်ထွေးချတာတော့ဘောနော်ဒီလိုမျိုးလောက်ရမျိုးတွေလုပ်တယ်အဲဒီကိုရအိတ်ကိုဒီတိုင်းလှင့်ပြစ်လိုက်တာမျိုးပေါ့နော်ဆိုတော့နိုင်ငံတော်ကနေပြီးတော့ဒီလိုထိ ंछ ုံမှုအစီအစဉ်နေထုတ်ပြန်ပေးနိုင်တော့ကောင်းတယ်တော့ကျွန်တော်သဘောကျတယ်ကျွန်တော်တို့ကိုယ်တိုင်လက်တာကိုဟိုတက်တက်ကြွကြွပူပေါင်းပါဝင်ဖို့ကျွန်တော်အစင်းသိရှိတယ်အဲ့တော့ပလတ်စတစ်နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိစိုးကျများလဲဆိုတာကျွန်တော်နိုင်ငံသားတွေ ပူပြီးလေးလာတင်တယ်လို့ထင်တယ်တိတဲ့လူလည်းတိပါတယ်ဆိုတော့တိတဲ့သူတွေကတော့ပြောမနေနဲ့ပေါ့နော်ဟိုကိုယ့်ပတ်ဝန်းကျင်ကိုပဲကို awareness လုပ်ဖို့လိုတယ်ဆိုတော့အဲ့တော့ဟို plastic နဲ့ပတ်သက်ပြီးတော့အတတ်နိုင်ဆုံးထိန်းချုပ်နိုင်ရေးအစီအမံတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီယထားဂိတ်တို့ကားဂိတ်တို့မှာရောင်းတဲ့ဈေးတွေကိုနော် plastic အိတ်တွေအစားနော်ဆက်ကူအိတ်တွေအစားထိုးပြောင်းသုံးဖို့ဒီလိုမျိုးလေးတွေ awareness လုပ်ပေးတာကပို့ပြီးတော့ အဆင်ပြေမလားလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲပြောချင်ပါတယ်ဘာကြောင့်ဆိုတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံတို့ဘာလို့မှစူပါမားကတ်တွေကျွန်တော်သွားရဲဆိုလို့ရှင်တို့ကမဖြစ်မနေအိတ်တလုံးဝယ်ခိုင်းတယ်အဲ့ဒီအိတ်ကပလတ်စတစ်အိတ်မဟုတ်ဘူးနော်စက်ကူအိတ်လိုမျိုးဒါမှမဟုတ်လို့ရှင်ကျွန်တော်တို့ဟိုတစ်ခါသုံးအိတ်မဟုတ်တဲ့အိတ်တွေကိုတို့ဝယ်ခိုင်းတယ်ငါးဘက်လောက်ပေးရမှာထင်တယ်အဲ့ဒါဆိုတော့ပလတ်စတစ်အိတ်သုံးခွင့်မပေးဘူးစူပါမားကတ်တွေမှာဒါဒီဒီကနေတစ်ဆင့်ကျွန်တော်တို့ရှော့ချရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဘက်ကလည်းဒီအစိုးရအနေနဲ့လည်းမူတစ်ခုချရမယ်ကျွန်တော်တို့ ဒီဈေးရောက်တဲ့ဆိုင်တွေတော်တော်များများကိုအဲ့ဒီ plastic အိတ်အစားထိုးပေါ့နော်စကူအိတ်တွေပဲဖြစ်ဖြစ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအဘတ်စကာဂိတ်တွေယထာဂိတ်တွေမှာတုံးတဲ့နေရာတွေမှာလဲဒီ plastic အစားစကူတွေအစားထိုးဖို့ပေါ့နော်ဥပမာကျွန်တော်တို့ဒီ KFC ကြက်ကြော်လို့ပါလို့ပဲစားရဆိုလို့ရှိရင်ကြက်ကြော်ကသူစကူဟိုအနေဘူးနဲ့လုတ်ထားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးလုတ်စေချင်ပါတယ်အဲအဲ့ဒါအပြင်မှာဒီခါ plastic အိတ်ထပ်ထုတ်လိုက်တယ်ဆိုလို့ရှိရင်တော့မပြောတတ်တော့ဘူးပေါ့နော်နောက်ပြီးလို့ရှိရင်အများသုံးနေတဲ့ ဘဏ်တို့ဘာတို့မှာဒီငွေထုတ်တဲ့အခြေအနေတွေပါနေတယ်ဆိုလို့ရှိရင်ပေါ့နော်ငွေပမာဏနေတယ်ဆိုလို့ရှိရင်စက်ကူအိတ်လောက်နဲ့ထုတ်လို့ရတဲ့ပမာဏတွေဆိုရင်စက်ကူအိတ်လောက်နဲ့လောက်တာကပို့ပြီးတော့အဆင်ပြေမယ်ထင်ပါတယ်နောက်တဲ့င်းတဲ့ဘုကတော့ဒါဇွန်လ9ရက်နေ့ကမကွေးတိုင်းဒေသကြီးငဖဲမြို့နယ်ပဒံလမ်းပိုင်းပေါ့နော်ပဒံဒေသမှာအဲတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဒီတိုက်ပွဲမှာအေအေနဲ့လူမျိုးတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ အီအီဘက်ကအလောင်း၃လောင်းလက်နက်မျိုးစုံ19လက်အဲ့ဒီထဲမှာ M21 M22 MA1 MA3 နောက်ပြီးရှင် M89 ဘုံဖြစ်လောင်းချနောက်တရုတ်ဆက်လက်နှစ်လက်ပေါ့နော်ဆိုတော့လက်နက်မျိုးစုံ19လက်ထိရတယ်ဆိုတော့ဒါတော်တော်ကောင်းတဲ့တစ်ပါးဆက်ပဲအလောင်းကတော့၃လောင်းပဲရတယ်ဆိုတော့ဘယ်တက်နိုင်မလဲပေါ့နော်အเจ้าမျိုးမျိုးကြောက်ဒီအလောင်းတွေကလည်းပျောက်ပြတ်သွားတယ်ဖြစ်ဖြစ်မှာလက်နက်မျိုးစုံ19လက်ဆိုရင်ဒါတို့ပြန်ဆွဲသွားရတယ်ဘာနဲ့ဆိုရင်အနည်းဆုံး20ကျော်30တည်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒါခတ်မှန်လို့ရပါတယ် ဆိုတော့နောက်တည်နေဘူကအိုင်လလူနဲ့ပတ်သက်ပြီးတော့အစိုးရရဲ့ထုတ်ပြန်ချက်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပြည်ပဆိုင်ရာအလို့သမားညီလာခံဆိုပြီးတော့အဲ့ဒီမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်တချို့ချမှတ်ခဲ့ပါတယ်။အဲ့ဒီမှာမြန်မာနိုင်ငံကိုစားမပြုတဲ့လက်ရှိတရားဝင်အစိုးရနဲ့ပတ်သက်ပြီးကိုစားမပြုတဲ့တော့ဒီ ILO NUG ဘက်ကကိုယ်စားလှယ်ကတက်ပြီးတော့အဲ တဖက်သက်တောင်းဆိုတာတွေဖိအားပေးတာတွေဆုံးဖြတ်ချက်တွေချခဲ့တာတွေ့ရတယ်။အဲ့နဲ့ပတ်သက်ပြီးတော့အစိုးရဘက်ကဒီဖိအားပေးဆုံးဖြတ်တဲ့ချက်လက်တွေကမြန်မာနိုင်ငံမှာမီတင်းလုပ်ကင်နေတဲ့အလုပ်ရှင်တွေအလုပ်သမားတွေနဲ့စီးပွားရေးလုပ်ငန်းတွေအပေါ်တက်ရောက်မှုမရှိဘူး၊စိုးရိမ်မှုမရှိပဲလုပ်ငန်းတွေကိုအေးအေးဆေးဆေးဆက်လုပ်ဖို့ဆိုပြီးတော့အစိုးရဘက်ကထုတ်ပြန်ထားတာရှိပါတယ်။မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးကြီးတဲ့အလုပ်သမားတွေရဲ့အခွင့်အရေးဥပဒေနဲ့ညီတိုးတက်မှုရရှိစေဖို့အတွက်တဲ့လူမှုဘဝဖွံ့ဖြိုးရေးအလုပ်ကိုင်ခွင့်ရေးဖန်တီးပေးရေးအတွက် ILO အပါအဝင်ကမ္ဘာနိုင်ငံတွေကအတိုင်းဝိုင်းနဲ့ဆက်လက်ထိတွေ့လျက် မြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနဲ့လွတ်လပ်မှုကိုမတိပါစေသောပူပေါင်းမှုမျိုးကိုဆက်လက်ဆောင်ရွက်သွားမယ်ဆိုအစိုးရပြောပါတယ်။ဆိုတော့မယုံမယုံမလုံဘောနော်သူ့ဘက်ကဒီလိုမျိုးပြောထားတာရှိပါတယ်။ဆိုတော့နောက်တည်နေဘုတ်ကတော့ကျွန်တော်တို့ပြည်သူ့စစ်မှုထမ်းအပတ်စဉ်စက်တင်နန်းဆင်းပွဲတိုင်းစစ်ဌာနကျူတီမှာကျင်းပနေတာတွေ့ရပါတယ်။ဆိုတော့အခုဆိုရင်အပတ်စဉ်စက်တထိတော့ရှိပြီဘောနော်။ဆိုတော့တဖြည်းဖြည်းနဲ့တော့ဒါအင်အားတောင့်တင်းလာတဲ့အခြေအနေတခုဖြစ်ပါတယ်။နောက်တည်နေဘုတ်ကတော့ကျွန်တော်တို့တောင်ကိုရီးယားမှာတမရအစ်စ် EG မြောင်အစ်စ်တက်လာပါတယ်။ သူကနိုင်ငံရေးသမားဘဝတုန်းကဒီ NUG ကိုလက်သုံးချောင်းထောင်ပြီးထောက်ခံခဲ့တဲ့သူလည်းဖြစ်ပါတယ်ဆိုတော့တောင်ကိုရီးယားရဲ့ invest နဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာရှိတော့ရှိရဆိုမဲ့လည်းများပြားတဲ့အတိုင်းအတာတခုတော့မဟုတ်ဘူး။တော့တောင်ကိုရီးယားနဲ့မြန်မာနဲ့တိတ်ပြီးတော့ဆက်ဆံရေးကတအားကြီးလဲဟိုကောင်းမွန်လာတဲ့ထဲတော့မပါဘူး။ဆိုတော့အစိုးရအနေနဲ့ကတော့ရှင်းတယ်။ဘယ်အစိုးရတက်လာတက်လာ။ तू ကတော့ဒါဗတ်မလိုက်ပဲနဲ့တက်ကြွတဲ့တန်တမာရေးကိုလွတ်လွတ်လပ်လပ် तू ကရက်တီသွားမယ်။ဒါကမြန်မာနိုင်ငံရဲ့တန်တမာရေး ဟိုတန်တမာယက်တီချက်ပဲဒီမူပဲဒီမူပေါ်မှာယက်တီတော့မှာတွတ်သူဘယ်အစိုးရတက်တက် NUG ပဲထောက်ခံခဲ့ထောက်ခံခဲ့မထောက်ခံခဲ့အစိုးရနဲ့တော့အစိုးရတိတ်ပြီးတော့ဖီးရှိမှာတော့မဟုတ်ဒါပေမဲ့တောင်ကိုရီးယားကို NUG ရဲ့တမရဘောနော်ယာယီတမရလို့ပြောတဲ့ဒူဝါလက်ရှိလာကတမရအစ်စ်ကို NUG ကိုတရားဝင်အစိုးရအဖြစ်သတ်မှတ်ပေးဖို့မဆက်မကြောက်တောင်းဆိုလိုက်တဲ့ဆိုတဲ့သတင်းထွက်လာပါတယ်ဆိုတော့ဟိုကတော့ နားလေလားနားမလေလားတော့မသိဘူးတီလားမတီလားတော့မသိဘူးသူတို့ကတော့တောင်းဆိုဒီလိုပဲသူတို့ကတောင်းဆိုနေကြပါပဲဘသူဖြစ်ဖြစ်လမ်းပြီးတောင်းဆိုနေကြပါတော့အဲ့တော့အခုသူတို့တောင်းဆိုလိုက်တယ်လို့ပြောရတယ်ဒါနဲ့ပတ်သက်ပြီးတောင်ကိုရီးယားဒီသမရသစ်ဘက်ကဘယ်လိုများအတုံမြင်သွားမလဲဆိုတော့ကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်ရမယ်အဲ့လိုပဲနောက်တဲ့2လကြာမှဒီတောင်ကိုရီးယားသမရသစ်ကဒီနိုင်ငံတော်ဝင်တွေဆက်ပြီးထမ်းဆောင်ပါပေါ့နော်နောက်တဲ့နေ့ဘုတ်ကတော့ဒီမရာ PDF ဖွဲ့ပေါ့နော်မရာ PDF ဆိုတာကတော့ချင်းတဲ့ကမရာလူမျိုးစုတစုပါပဲ ဆိုတော့လူလဲနေပါတယ်เนาะဒီအိမ်မရာထဲမှာကကျွန်တော်တို့ဒီဒေါက်တာဆာဆာတို့အာလူမျိုးစုတွေထင်ပါတယ်သူတို့အဖွဲ့ဝင်တွေလည်းဖြစ်ရင်ဖြစ်မှာပေါ့เนาะသူမရာ PDF အဖွဲ့နဲ့ဒီမရာလူမျိုးတွေစုဖွဲ့ထားတဲ့အဖွဲ့ကသူတို့ကမရာအုတ်ချွေမရာနယ်မြေအုတ်ချွေကောင်စီ တတိယအကြိမ်အစီဝေးလုပ်တယ်ပေါ့เนาะသူတတိယအကြိမ်မရာပြည်သူညီလာခံလုပ်တယ်ပေါ့เนาะဆိုတော့ဆိုတော့ပြောရတာဆိုတော့ဒီတက်တန်းမှာ ပထမဦးဆုံးသူတို့ပုံမှန်ဘိုးကောင်းစီအစည်းအဝေးထုတ်ပြန်တယ်ပေါ့အဲ့မှာအသက်45နှစ်အောက်ချွင်းချက်ကလွဲပြီးတော့လူတိုင်းစစ်မှုထမ်းရမယ်ပေါ့နော်ဒါသူတို့ထုတ်ပြန်ချက်ပေါ့ဒါကကျွန်တော်နိုင်ငံအတွက်တော့ဒါယဉ်လေးစရာတစ်ခုပါပဲနော်ဒီလိုနေစုံနေပြားမှာဒီလိုလက်နက်ကင်ထားကြတောင်းကြမှုတွေကြောင့်လက်တဆုပ်စာလောက်ရှိတဲ့ပျောက်ွယ်လူညီပါဖြစ်တဲ့ကိုယ့်ရဲ့မျိုးနွယ်စုတွေပါပျောက်ွယ်သွားနိုင်တယ်ဆိုတာလေတတိချက်စီချင်းတယ်နော်အဲ့တော့အဲ့ဒီမှာဘာတွေဖြစ်လာလဲဆိုတော့သူတို့ကိုယ်တိုင် လူကြီးတော့ဟိုမျိုးနယ်စုကလူတသိန်းပြည်လာမပြည်လာတော့မသိဘူးချက်ချင်းပဲထပြီးတော့ဘာဒီထုတ်ပြန်လဲဆိုတော့ဟာတရားသူကြီးအဖွဲ့တွေရောဟိုစပြပြီးတော့ဟိုဟိုစစ်ဦးစီးချုပ်တွေရော အမျိုးမျိုးသောခေါင်းစဉ်တွေနဲ့နာမည်တွေပေးပြီးတော့ဖွဲ့တယ်အစိုးဆုံးကတော့ခုနပြောတဲ့ကျွန်တော်တို့ဒီအသက်45နှစ်အောက်လူတိုင်းချင်းချက်ကလွဲပြီးတော့စစ်မှုထမ်းရမယ်ဆိုတဲ့ဟာပေါ့နော်ဒါလည်းအဲသူတို့ဒေသမှာနေထိုင်တဲ့ပြည်သူတွေအတွက်မျိုးတုံးပျောက်ကွယ်သွားနိုင်တဲ့ကိစ္စပဲဖြစ်ပါတယ် ။နောက်သတင်းတွေကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်သမ္မတရှီချင်းပင်နဲ့ဖုန်းမိနစ်90ပေါ့နော်တနိုင်ခွဲလောက် ပြောကြားခဲ့တယ်လို့သိရပါတယ်။ဒီမိနစ်90ကြောကြာပြောတဲ့အချိန်မှာကုံသွေးရင်းနဲ့ပတ်သက်ပြီးတော့အပြန်လန်းနားလည်မှုပြောဆိုမှုတွေယူခဲ့တယ်လို့မျိုးပဲမြေရှားတတုနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းဆက်ပြီးဆွေးနွေးသွားဖို့ရှိတယ်လို့ပြောတယ်။ဒါအပြင်ဒေါ်နယ်ထရန့်ကမကြခင်မှာရှီချင်းပင်ရှိတဲ့တရုတ်ကိုအလဲသွားမယ်ပေါ့နော်အချစ်ချီခီးစဉ်သွားရောက်ဖို့ဆိုပြီးတော့ပြောတယ်အစောတော့ကဒေါ်နယ်ထရန့်ရဲ့အလိုက तू ကရှီချင်းပင်ကသူ့ကိုလာတွေ့စေချင်တာ နော်ဒါပေမဲ့ရှင်ကြီးပင်ကတောက်ခံပြီးတင်းခံပြီးတော့မင်းတို့ကြိုက်တာလုံးငါမလာနိုင်ဘူးဆိုတဲ့သဘောသူ့ရဲ့သဘောကအဲထွန့်ရဲ့သဘောကတော့ငါဒီမှာနေတယ်ကွာမင်းတို့ငေါလာတွေ့လာတောင်းဆိုဆိုတဲ့သဘောမျိုးသူ့ရဲ့နိုင်ငံရေးပါဝါကိုပြချင်တယ်လို့ဆိုပေမဲ့လည်းရှင်ကြီးပင်ကအဲ့ဒါကိုလုံးဝညင်းခဲ့ပြီးတော့သူ့စီကိုထရန့်ကိုလာဖို့အတွက်ပူပြီးဆွဲဆောင်နိုင်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်နောက်တရင်တဲ့ဘုတ်ကတော့ဒါရခိုင်ကိုပို့တဲ့ကုန်တင်ကားတွေပေါ့နော်အမြဲတမ်းရက်နေကြအိမ်တိုင်ရှိပါတယ်အဲ့ဒါကတော့စောမြို့နယ်ညောင်ငံရွာမှာဖြစ်ပါတယ် ျွန်တော်တို့အိတ်ဆောမျိုးနဲ့ညောင်ကန်ရွာကနေတဆင့်ကျင်တွေးဘက်ကနေကုန်တင်ကားတွေပို့နေတယ်အေအေတို့ဘာလို့စီကိုကုန်စီစီးစင်းနေဆိုတော့ကျွန်တော်တို့ပြောခဲ့တာကြာပြီเนาะကျွန်တော်ထင်တာ6လလောက်တောင်ဖြစ်နေတော့ကျွန်တော်ပြောခဲ့တာကျင်တွေးကနေဒီကနေဒီကိုဖြတ်တာပါဆိုပြီးတော့မြေပုံတွေပါကျွန်တော်ထုတ်ပေးတယ်เนาะကျွန်တော်တို့ပြတယ်ဒီမှာ AEC ကိုဒီကနေကုန်စီစီးစင်းနေတယ်ရခိုင်ကုန်သည်တွေကဘယ်မှာနေတယ်ဆိုတော့ကျွန်တော်တို့အကုန်လုံးသိရတယ်ညကျွန်တော်တို့ဖော်ပြခဲ့တယ်ကြံပတ်မှုတွေကိုအထောက်ပံ့ဖြစ်စေတဲ့နေရာတွေလို့ပြောပါတယ်။ဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီနေရာပေါ့နော်။အဲ့ဒီညောင်ကန်မှာ AAC ကိုကုန်စည်ပို့ဆောင်ရေးစီစဉ်နေတဲ့နေရာတစ်ခုဖြစ်တဲ့ညောင်ကန်ရွာကဒါရေရနာစခန်းပုံစံမျိုးအိမ်တစ်ခုကိုဒါလီချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုတော့တော်တော်များများပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့သိရပါတယ်ဆိုတော့နောက်တဲ့နေ့ဘုတ်ကတော့ကျွန်တော်တို့ PDF အဖွဲ့ဝင်3ဦးရှမ်းနီပြည်သူစစ်ဘက်ကိုအလင်းဝင်သွားတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေပါတယ်။အဲ့ဒါကတော့စကိုင်းတိုင်းဒေသကြီးဗမောင်းမြို့နယ်ထဲမှာရှိတဲ့ဒီရှမ်းနီတပ်ကို PDF အဖွဲ့ဝင်၃ဦ ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကလက်နက်ချအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့ PDF 3ခုကဒါကတ္တာမြို့နယ် PDF တွေဖြစ်ပြီးတော့နောက်ပြီးလို့ရှိရင်ဒီ SN ဘက်ပေါ့နော်ရှန်ဒီဘက်ကနေပြီးတော့တူးကိုချက်သိန်း30စီပြီးခဲ့တယ်လို့သိရပါတယ်။ဆိုတော့အဲ့ဒီဗမောက်ဒေတာဘက်မှာလည်း SN နဲ့ဒီ PDF တွေကြားပေါ့နော် SN ဆိုတာလူမျိုးပြူပေါင်းတပ်ဖွဲ့တွေနဲ့ SN နဲ့ပြီးလို့ရှိရင်ဒီ PDF တွေနဲ့ကြားထဲမှာ PDF တော့ KIA နဲ့ ပူပေါင်းမှာပေါ့နော်အဲ့ဒီဂျားထဲမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရတယ်။နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီရွှေတူးနေတဲ့ဆက်ကြီးတွေပေါ့နော်အခုရက်ပိုင်းမှာဒီတိန်ညီတို့ကွန်လုံတို့ပတ်ချံကိုအများကြီးတဲပြီးဆင်းနေတယ်ပေါ့နော်။အဲ့တော့ဒီမျိုးတွေကိုအစိုးရလက်မရောက်ခင်အစိုးရလက်အောက်မရောက်ခင်မှာရွှေတူးပေါ်မှုတိတိတသာလုပ်ဖို့ရွှေတူးတဲ့ဆက်တွေနဲ့ကာကြီးတွေကိုအများအပြား MNDAA နဲ့စာတပြေအဲ့ဒီကလက်နက်ကင်ဖွဲ့တွေနဲ့တည်ဆောင်နေတယ်လို့ဒါဒေသခံတွေကသတင်းပေးပို့လာပါတယ်။ဆိုတော့နောက် တည်င်းမဟုတ်တဲ့အာလူဖုတ်တဲ့ဟာတခုပါအဲ့ဒါကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာမနေတော့ဘဲနဲ့ပြည်ပကိုပြေးသွားတယ်ကျွန်တော်ပြည်ပမီဒီယာလို့ပြောမှာနော်ပြည်ပမီဒီယာအဖွဲ့တွေကကျွန်တော်တို့အကြမ်းဖက်မှုတွေကိုအရှိန်မြင့်တင်စေတဲ့အဓိကပင်မထောက်တိုင်နေဖြစ်ရှိနေတာကျွန်တော်တို့မြင်တွေ့ရပါတယ်ဒါအားလုံးလည်းသိပြီးသားဖြစ်မှာပါဥပမာကျွန်တော်တို့မတိုက်ချင်တဲ့လက်နက်ကင်ကိုတိုက်ချင်လာအောင်နော် မတက်ချင်တဲ့ဒီလက်နက်ကင်အဖွဲ့တွေကိုတက်ချင်လာအောင်စသဖြင့်လှုံ့ဆော်ပေးတယ်တကယ်တမ်းဒီအများပြည်သူကိုတက်ဖြတ်နေတဲ့ PDF အဖွဲ့တွေလက်နက်ကင်အဖွဲ့တွေကိုသူတို့ကဒီလောက်ရက်ကိုမှန်ကန်နေတရောင်ရောင်နဲ့ဝါရားဖြန့်ပြီးတော့မြောက်ထိုးပင့်ကိုလှုပ်ပေးတယ်အဲ့ဒါအပြင်ကမှဒီလန်တရားတွေမိုင်းခွဲဖို့ယထာလန်းတွေဖြက်စီးဖို့ကြောင်းတွေမိရှို့ဖို့စသဖြင့်ကြောင်းမှာလက်နက်ခဲယံဆန်းတက်ဖို့ပြီးလို့ရှိရင် drone နေတဲ့ပြည်သူတွေနေတဲ့ရက်ွက်တွေတဲကိုတိုက်ခိုက်ဖို့ ဒီလိုလက်နက်တွေရဖို့အတွက်လဲကမ်ပိန်းတွေလုပ်ပြီးတော့သူတို့ပတ်စံရှာပြီးသေးတယ်ဆိုတော့ဒီပြည်တွင်းမှာဖြစ်နေတဲ့အကြမ်းဖက်မှုတော်တော်များများကဒီမီဒီယာတွေကြီးကနေတချင်စီးဆင်းတယ်နောက်တစ်ချက်ကဒီမီဒီယာတွေရဲ့ယက်တိမှုပြည်သူတွေသိတယ်ကိတ္တဆိုလို့ရှိရင်ပူပူတတရေးတယ်နော်သူပြီးရင်မိုက်မရန်ရန်ရေးတယ်တင်းမှာမှတင်းကိုပူပြီးတော့အဲတင်းတင်းမှာမှရေးတဲ့ ုံစံမျိုးပေါ့နော်အဲ့လိုသူတို့ရဲ့အမုံတရားတခုတည်းအခြေခံပြီးတော့ရေးတယ်အဲ့လိုပဲအေယာဗီဆိုလို့ရှိရင်လည်းဒီရွက်ဆောင်းပြီးတော့အဲဝေဖန်သုံးသက်တာတွေလုပ်တယ်အများအမ်းပဲရွက်ဆောင်းပြီးတော့ပြောလို့ရှိတယ်ကျွန်တော်မိမိမတွေထိုင်ပြီးစကားပြောနေတယ်လို့တော့မှထင်ရလောက်အောင်ရွက်ဆောင်းပြီးပြောတယ်အဲ့လိုပဲဒီအထိမ့်မတ်ရက်တွေဆိုဥမာဘာမရက်မှန်းမသိညာရက်မှန်းမသိအဲ့လိုရက်တွေဆိုလို့ရှိရင်ခေါင်းစဉ်တက်ပြီးတော့ပြည်သူတွေကိုတမင်အဖမ်းမခံခံရအောင်ဆိုပြီးတော့ လမ်းပေါ်ဆွဲတင်တာပုံစံမျိုးတွေတပိတ်တွေလှုပ်ခိုင်းတဲ့ပုံစံမျိုးတွေလှုံ့ဆော်တယ်စတဲ့စတဲ့ဒီလိုမျိုးအကြမ်းဖက်မှုကိုအချိန်မြင့်တင်စေတဲ့ကိစ္စတွေကိုသူတို့လုပ်တယ်အဲ့လိုပဲတိုင်ရင်ခိုင်ရင်နဲ့ပြင်းရင်ခိုင်ရင်ဖြစ်ပေါ်ရတယ်နောက်ဆုံးတိုက်စရာကြီးစံမရှိတော့တဲ့အချိန်မှာကြီးစံရှာပေးတယ်အဲ့ဒီမီဒီယာတွေရပဲနော်တိုက်စရာအကုန်လုံးနော်ညင်သက်နေပြီးမတိုက်ရဲတော့ဘူးဖြစ်တဲ့အချိန်မှာတခါတိုက်ပွဲဖော်ဆောင်အောင်တခါပြန်လုပ်တယ်နော်ဘယ်နေရာမှာဘယ်လူတိုက်ခဲ့တယ်ဘယ်လူမှလူတိုက်ခဲ့တယ်ဆိုပြီးတော့ဖော်ဆောင်အောင်ပြန်လုပ်တယ် နောက်ပြီးလို့ရှိရင်လူမျိုးရေးဘာသာရေးနဲ့ဆိုင်တဲ့မှိုင်းတွေတိုက်တယ်ဘာသာရေးစော်ကားမှုတွေရေးတယ်ဆိုတော့ကျွန်တော်တို့ပြည်တွင်းမှာဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့အဓိကတရက်ခံဒါမှမဟုတ်လို့ရှိရင်အကြမ်းဖက်မှုတွေရဲ့အချိန်မြင့်တင်စေတဲ့မြစ်ဖြားခံရကဒီမီဒီယာတွေပြည်ပမီဒီယာတွေကနေတစ်ဆင့်စီးဆင်းနေတယ်ဆိုတာကျွန်တော်တို့ဒါတေချာပေါက်မြင်တွေ့နေရတာဖြစ်ပါတယ်ဆိုတော့ဒီမီဒီယာတွေနောက်တစ်ချိန်ပြည်တွင်းကိုပြန်ဝင်လာမှာလားဆိုတာလေကျွန်တော်တို့စောင့်ကြည့်ရမှာပဲစောင့်ကြည့်ရမှာပဲ ပြန်ဝင်လာတယ်ဆိုလို့ရှိရင်တော့ဘယ်လိုစိတ်နဲ့ပြန်ဝင်လာလဲဆိုတော့ကျွန်တော်ကြည့်ရပါဘူး။ပြီးလို့ရှိရင်ကျွန်တော်တို့ကလည်းအဲ့ဒီစာရင်းတွေကင်ပြီးတော့အဲ့ဒီ PDF တွေတက်ထားတဲ့စာရင်းတွေကင်ပြီးကျွန်တော်တို့အဲ့ဒီဝင်လာတဲ့ media တွေကျွန်တော်တို့ရှင်းပြမှာပါ။ဒီမှာဒီလောက်ဒီလောက်၄ငါ6000တက်တောင်းတက်ထားတယ်ဆိုတဲ့အကြောင်းကျွန်တော်ရှင်းပြမှာပါ။နော်။နိုင်ငံကြီးအေးချမ်းသွားတယ်ဆိုလို့ရှိရင်အဲ့ဒီမှာနေလိုက်နေလိုက်ဆင်းပြီးတော့မိသားစုတွေကိုတော့တွေးဆုံမှာပါကျွန်တော်တို့။စောက်ကြည့်နေပါ။ကျွန်တော်တို့လုတ်သွားမှာပါအဲ့ဒါတွေ။ဒါပေမဲ့ အချိန်တိုင်းတာတခုတော့စောင့်အောင်လှုပ်သွားမှာလှုပ်သွားပြီလို့ရှိရင်ဘယ်အချိန်ဘယ်ကာလမှာဘယ်လောက်ထိဘယ်လိုပုံစံမျိုးနဲ့လှုပ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေဖော်ပြသွားမှာအဲ့ဒါမျိုးတွေနဲ့ရှက်တက်အောင်လို့ကျွန်တော်တို့လှုပ်သွားမှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့လက်ရှိရခိုင်ပြည်နယ်မှာမြို့နယ်အချို့ရေကြီးရေရှည်မှုဖြစ်ပွားနေပါတယ်ဖြစ်ပွားနေတာအရင်ရက်ကသတင်းတွေမှာလည်းကျွန်တော်တင်ဆက်ပူပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်မကသူတွေအခုရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့နေအိမ်ပြုတ်ပြတ်မှုတွေနောက်ဆန္ဒရေးခါခက်ခဲမှုတွေ ရည်ကြီးရရှံမှုတွေကြောင့်ဒုက္ခရောက်နေမှုတွေကိုပြည်မားလူတွေအရင်လိုမျိုးမဆာနာတော့ပါဘူးအဲ့ဒါကရခိုင်ပြည်သူစစ်စစ်တွေကြောင့်မဟုတ်ပါဘူးရခိုင်နိုင်ငံရင်းနဲ့လက်နက်ကင် ပြီးလို့ရှိရင်အစွန်းရောက်ဝါဒဖြန့်ချီတမားတွေကြောင့်ကျွန်တော်တို့ပြည်မားလူတွေမတနာတော့တာပါเนาะဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေအကုန်လုံးကိုတန်းစီပြီးရေးပြီးဘယ်တော့မှမတနာဘူးဆိုတဲ့ပုံစံမျိုးအမုန်းတရားကြီးကျွန်တော်တို့စိတ်ထဲရောက်သွားတာမြင်ရတယ်အဲ့ဒီပြည်သူတွေဝိုင်းရေးတဲ့သူတွေအကုန်လုံး even တက်ကိုလုံးဝမကြိုက်ပါဘူးလို့ပြောတဲ့သူတွေတော့တက်ကိုလုံးဝမထောက်ခံပါဘူးလို့ပြောတဲ့သူတွေတော့ရခိုင်ကိုလက်မခံဖြစ်သွားတာဒါကျွန်တော်တို့အတိုက်ဝန်နှစ်ခုကြာမှာဝမ်းနေပွေရာကွာချားသွားစီတဲ့အရာဖြစ်ပါတယ်ဆိုတော့ဒီလိုကွာချားအောင်ဘသူကလုပ်ခဲ့တာလဲဆိုတော့အဲ့ဒီလက်နက်ကင်ပြီးအစွန်းရောက်နေတဲ့ဝါရရေးရအစွန်းရောက်နေကြတဲ့အစွန်းရောက်နိုင်ငံရေးသမားတွေကြောက်ပဲဖြစ်တယ်เนาะအဲ့ဒီအတွက်ဒီအဖွဲ့အစည်းတွေကိုပြန်ပြီးတော့ရင်ကြားစီဖို့အတွက်ကျွန်တော်တို့ လာမဲ့မျိုးဆက်တွေမှာအများကြီးကြိုးစားရမှာဖြစ်ပါတယ်အဲ့လိုလုပ်ဖို့အတွက်လည်းဒီတိုင်းပြည်ကငြင်းချမ်းနေဖို့လိုတယ်ဒီတိုင်းပြည်ကအာဖွံ့ဖြိုးတိုးတက်နေဖို့လည်းလိုတာပေါ့အဲ့ဒီအတွက်ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဝန်တာစီယာပြောရမယ်ဆိုလို့ရှင်တော့ကျွန်တော်ရုံငန်းရတော့ပါပြီအကြခင်မှာကျွန်တော်ရုံငန်းနဲ့စနစ်တကျပြန်ပြီးတော့ဗီဒီယိုတွေတင်ဆက်ပေးနိုင်မှုစူးစမ်းပြီးမှဖြစ်ပါတယ်အဲ့ဒီအတွက်လည်းအများကြီးပြင်ဆင်ရအောင်မယ်အများကြီးလည်းရင်းနှီးမြှုပ်နှံမှုတွေလုပ်အောင်မယ်အာဒီတိုင်းပဲပြပြတော့မပြီးချင်လို့ပူကောင်းတဲ့ ဲတည်င်းနေအဆက်မပြတ်အချိန်နဲ့တပြင်းညီတင်ဆက်နိုင်ဖို့အတွက်လုပ်မယ်နောက်ပြီးလို့ရှိရင်ကျွန်တော်အပူကောင်းတဲ့အစီအစဉ်တစ်ခုလည်းရှိတယ်အဲ့ဒါကလည်းအကျွန်တော်ဗီဒီယိုကြည့်တဲ့သူတွေရဲ့ပူပေါင်းပါဝင်မှုလိုအပ်တယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ဗီဒီယိုကြည့်တဲ့သူတွေရဲ့ပူပေါင်းပါဝင်မှုနဲ့ကျွန်တော်အကျူစားစရာကျူစားဖို့လုပ်ငန်းတစ်ခုရှိနေတယ်ဗောနော်အဲ့ဒါကိုလက်ထဲအရောက်ထည့်ပြီးသွားမှာ ဲ့တော့ပြီးတော့မှအဲ့ဒီအစီအစဉ်နဲ့ပတ်သက်ပြီးမိတ်ဆက်ပြီးမှဖြစ်ပါတယ်တော်ကြည့်ရှုအပ်ပြီးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ GB WP ERP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 39 8ကို data ရအကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် GB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ